ဗရစ်စာရေးဆရာမ MMK ရေးသားသည့် The Far Pavilion ဆောက်ကိုဆရာမြတ်တန်းတင့်ပါတာပြန်ဆိုသည့်ရွှေပြည်တော်မြော်တိုင်းဝေအခန်း19နောက်ရက်အငင်းငယ်ကြာသည့်အခါတွင်ကိုရော်လေးဂျိုဒီသည် HE ရွက်ပြင်တဲ့စခန်းသို့ရောက်လာသည်အမတော်ရှူရှီလာကဆက်သခင်လေးနဲ့တွေ့ကြလို့တဲ့ဟုတ်လားဘာကိစ္စလဲလဲအပြင်းပြေစကားလေးပါလေးပြောရအောင်လို့ထင်ပါရဲ့ခုတောင်ကျွန်တော်နဲ့လိုက်လာအောင်မလို့ ဘာကြီးတော်ကမလိုက်ရဘူးလို့ပြောတာနဲ့ငြိရစ်ခဲ့တာစက်သခင်လေးတဲကိုခဏခဏသွားလို့မကောင်းဘူးတဲ့သမားတော်ကြီးကိုဗင်ဒက်စ်နဲ့တိုင်ပင်ကြည့်မယ်တဲ့ခွင့်ပြုချက်ရရင် သခင်လေးကိုဒါဘာတဲကိုထန်းစင်ရဲ့ခေါ်မယ်တဲ့ဟိုမှာစားရင်တောင်ရင်စကားပြောလို့ရတာပေါ့လေ HD တွင်းညီရမရုတ်တရက်သူ့ဘက်သို့လှည့်လိုက်က သမားတော်ကြီးကတော့ခွင့်ပြုသလားခွင့်ပြုပါတယ်စက်သခင်လေးကိုထန်းစင်ရဲ့တဲ့ရင်ဖြစ်ပါတယ်တဲ့ဒါပေမဲ့ကျွန်တော်ကတော့အမတော်ရှူရှီလာကိုပြောလိုက်ပါတယ် ်ဆက်သခင်လေးကတော့လိုက်ချင်မှာမဟုတ်ဘူးလို့ဘာဖြစ်လို့လဲဆိုတော့အမတော်တို့မိန်းကလေးတွေဆိုတာကြက်တူရွေးလို့ပလစ်ပလစ်ငယ်စကားများပြီးအရင်မရအဖက်မရတွေပြောကြလွန်လို့စိတ်ညစ်မှာပဲလို့ဒီတော့အမတော်ကသူတို့တိတ်မပြောပါဘူးတဲ့ဆက်သခင်လေးပြောတာကိုနားထောင်ချင်လို့ပါတဲ့ဘာကြီးတော်ကပြောတော့အမတော်လေးဟာပြင်းလို့ခေါ်တာတဲ့ပြီးတော့ဆက်သခင်လေးပြောတဲ့စကားတွေက "तू မတွေ့ဘူးမကြားဘူးတာမျိုးတွေဆိုတော့ तू လဲစိတ်အပြောင်းအလဲရတာပေါ့"တဲ့အမတော်လေးကကြောက်လဲကြောက်တတ်တဲ့ဆက်သခင်လေးက ကြောက်ကိုတောင်ကြောက်တာနောက်အမတော်တယောက်ကောအမတော်ဇူလီကသူ့လိုမဟုတ်ဘူးသူကအသက်လဲကြီးပြီပြီးတော့သူ့မယ်တော်ကလည်းဖာရင်ဂီနိုင်ငံသားသားမဟုတ်လားအမတော်ဇူလီကတက်တီလဲကောင်းတယ်ကြက်လဲကြန့်ခိုင်တယ်နောင်တော်ထက်လဲအရက်နှစ်လက်မလောက်ပိုမြင့်နေနောင်တော်ကတော့အမတော်ဇူလီဟာယောက်ျားလေးဖြစ်ဖို့ကောင်းတယ်တဲ့ဟုတ်တယ်နော်ကျွန်တော်ကလည်းသူ့ကိုယောက်ျားလေးပဲဖြစ်စေချင်တယ်အဲ့ဒီလိုဆိုရင်နောင်တော်ကမဟာယာစာမဖြစ်ပဲသူဖြစ်မှာ အမတော်စုလီဟာလက်ထက်ပွဲကိုလိုက်ခွင့်ပေးမှာနောင်တော်လိုမဟုတ်ဘူးနောင်တော်ကတော့လူကလည်းဝဝဖိုင်ဖိုင်ပြီးတော့တိတ်အနိုင်ကျင်တယ်ကျွန်တော်ဖြစ်မုန်းနှုံးလို့ SD ဇူလီအကြောင်းကိုပြောခြင်းသည်သူ့ရရင်သူ့အနာရင်ကိုတော်လေးဤအချွေအယံနှစ်ယောက်အပြင် သူ့အစေခံများလည်းရှိသည့်အတွက်မဟာယာဇအကြောင်းမကောင်းသတင်းများကို သူတို့ရှေ့တွင်မပြောစေခြင်းထို့ကြောင့် SD အချားအချောင်းကိုလှီလွဲပြောဆိုလျက်ရှိပြီးခရစ်ကတ်ကစားခြင်းဘောလုံးကန်ခြင်းနှင့် အင်္ဂရိစီသခင်ဆက်တို့ကစားသောအာကစားကြီးများအကြောင်းမေးမြန်းသည်ကိုရှင်းပြနေသည်ထိုစဉ်ဘီဂျူရန်ရောက်လာကမြေလယ်စာစားသုံးရန်အတွက်ကိုရော်လေးကိုလာခေါ်သွား၏သူတဲသို့ဘီဂျူရန်လာသည်မှာခဏမျှသာတို့ရရင် ash အဖို့တော်မူအကြကြီးဟုထင်မိ၏ကိုကညံ့ညီစာဝတ်စုံနှင့်မိအောင်နေအောက်တွင်သူစူးစိုက်ကြည့်နေသည်ဆိုရင်ဘာမျှအရေးမကြီးယခုမူအချိန်ကညီကင်းကြောင့်တော့ကိုကအိတ်စင်ပေါ်တွင်ခွေနေရသည့်ဂီလာနာ sd အိယာပေါ်တွင်ထိုင်ရင်း သူရင်းနှီးပြီးသားဖြစ်သည့်ဗီဂျူရန်ဤမျက်နှာကိုကြည့်ကဒန်ယာအကြောင်းကိုမေးမြန်းနေသည့်အတန်ကိုနားထောင်နေရသည်။သို့ရာတွင်ဗီဂျူရန်သည်သူ့ကိုမမှတ်မိပဲညီမီမထဲဗီဂျူရန်ကိုအနီးကပ်၍မြင်လိုက်ရသည့်အခါတွင်များစွာပြောင်းလဲခြင်းမရှိသည်ကိုတွေ့ရ၏။သူ့ကိုမြင်လိုက်ရသည့်အခါ၌ရခဲနှစ်ပေါင်းများစွာကအဖြစ်အပျက်များသည်မနေ့တနေ့ကအဖြစ်အပျက်များလို့ထင်လိုက်ရသည်။မိမိသည်အလျှော့ဆိုသည့်ကောင်းလေးတယောက်ဟော်နန်းတွင်လာလာကြီးကသူ့ကိုနှိပ်စက်ကလူပြု၍ရင်မောတိုင်း ူခေါင်းငုံခံခဲ့ရသည်အချွေအယံကြီးကဝိုင်းရည်ဒီကိုခေါင်းငုံခံခဲ့ရသည် ထို့အဖြစ်ကိုသူမမေ့နိုင်ဘီဂျူရန်ဤမျက်လုံးများသည်ယခင်ကကဲ့သို့ပင်ကောက်ကျစ်သည့်အသွင်ကိုဆောင်မြဲတို့ရရင်သူ့ကိုမှတ်မိသည့်လက္ခဏာကိုမတွေ့ရသူပြောသည့်စကားများအတိုင်းဆိုရင်ဂျူတီကိုကဲခဲ့သည့်အတွက်တကယ်ကျေးဇူးတင်ညီပုံရသည်ဤဒီမှာလဲဘာမှအံ့ဩစရာမရှိဘီဂျူရန်ကိုမဟာရာဇာကအလိုတော်မကျဖြစ်နေသည်ဆိုရင်ပြိုင်ဘက်တယောက်ကိုကဲ့ရတော်မူတာဖြစ်သည်ဂျူတီရှိနေရင် သူတို့သည်ဂျိုတီကိုဟွက်ဖဲအဖြစ်အသုံးချနိုင်သည်ဂျိုတီသေးပြီဆိုနေမူသူနှင့်အတူကာရီကုတ်ပြည်နယ်မှလိုက်လာသူများအားလုံးဒုက္ခလှလှကြီးတွေ့ရတော်မည်ထူတော့ထူဆန်းသည်ယခုမူသူနှင့်ဘီဂျူရန်သည်တစ်ဖက်တည်းတွင် ရောက်နေကြပြီ SD ဘီဂျူရန်လိုလူမျိုးတစ်ယောက်နှင့်ဘတ်တစ်ဖက်ထဲတွင်ရောက်နေကသူနှင့်မဟာမိတ်မဖြစ်လို့ဒီတိုင်ဂျိုတီဤလုံခြုံရေးအတွက်မူယခုလောလောဆယ်တွင်ဘီဂျူရန်လောက်စိတ်ချရသူမရှိတော့ဘီဂျူရန်သည်သူကြည်ပွားရင်းနှင့်သူအသက်ဘေးအတွက် ဂျိုတီကိုကာကွယ်ရတော်မူတာဖြစ်၏ဗီဂျူရန်သည်မိမိညစ်မူရတုထက်ပင်နှင့်ဂျိုတီအတွက်စိတ်ချရသည့်အညီအထားတွင်ရှိနေသည်မြည်သောဖြစ်စေထိုလူအကြောင်းကိုတွေးလိုက်သည်နှင့် Ash တကိုယ်လုံးအာယုံကြောတွေတင်းလာကတကိုယ်လုံးချက်သီးတွေထလာသည် ထို့ကြောင့် Ash သည်ထိုအကြောင်းကို မတွေးတော့ဘဲညဉ့်ညီကြနှင့်ဇူလီညင့်တွေ့ရတော်မူအကြောင်းကိုသာတွေးနေသည်အကယ်၍သူမတွေ့ခြင်းနှင့်ထိုညဉ့်ညဉ့်တွင် HR ဖိတ်ကြားသည့်ကိစ္စကိုဖျက်ပြစ်နိုင်သည်ကျူရှီလာသည့ သူ့အမကိုအလွန်အားကိုးမိခိုသူဖြစ်ရာဇူလီကသဘောမတူလျင်ယခုကဲ့သို့ဖိတ်မိမဟုတ်ထိုနေ့ညညအက်ရောက်လာပြီးမကြမီ သူတို့ညီအမအတွင်းဆောင်မှထွက်လာသည့်အခါ၌ဘာမှအံ့ဩခြင်းမဖြစ်တော့သူရရင်ထူးခြားသည်မှာဇူလီသည်ခါတိုင်းလိုသူ့အကြည့်ကိုရှောင်လွှဲခြင်းမပြုတော့ဘဲသူ့ကိုစိတ်ဝင်စားစွာစိုက်ကြည့်နေတတ်သည့်အချက်ဖြစ်သည်အက်ကနှုတ်ဆက်သည့်အခါတွင်ဇူလီသည်ရှက်အံ့အံ့ဖြစ်ခြင်းမရှိဇူလီသည် သူတို့ထုံးစံအတိုင်းလက်ညက်ဖက်ကိုရှက်၍နှစ်ဖူးရင်ထေကနမစတေးပြုဟန်ဖြင့်ခေါင်းကလေးကိုမတိမသားညှို့သည် အခြားသောအိန္ဒိယအမျိုးသမီးများ၏လက်ချောင်းများလိုတွေ့ပြောင်းခြင်းမရှိဘဲအငဲငယ်တုတ်ခံ၍လေးတောင်ကြကြလက်ချောင်းများနှင့်လေးတောင်မကြကြလက်ဝါးကိုလှမ်းကြည့်လိုက်သည်ဆင်စစ်မိမိသည်ထိုလက်ပုံစံကိုမြင်လိုက်ရုံဖြင့်ဇူလီကိုမှတ်မိဖို့ကောင်းသည်မတွေ့ခင်ကျောင်းကဇူလီသည်သူ့ကိုသစိမ့်ပြင်ပြင်လိုမဆက်ဆံသည့်တိုင်အေတီအေဆက်ဆက်ဆံလိမ့်မည် သူဆက်ဆံရင်သူ့အညီဖြင့်ညီတို့လို့ရမည်ကိုစဉ်းစားခဲ့ပြီးဖြစ်၏။သို့ရာတွင် hashbone ရေအိုင်ကလေးများညင်တူသည်ဟု သူတင်စားပြောခဲ့သည့်ဇူလီ၏မျက်လုံးများတွင်သစိမ်းပြင်းပြင်းအရေးရောင်များကိုလည်းမတွေ့ရ။အေဂျီအေဆက်သဘောကိုလည်းမဆောင်။ကြောက်ရွံ့သည့်လက္ခဏာလည်းမရှိ။စိတ်ဝင်စားခြင်းအပြည့်။မိမိသည်အရှော့ဖြစ်သည်ဆိုသည့်အချက်ကိုဇူလီလက်ခံသွားပြီလို့မဆိုနိုင်။သစိမ်းတစ်ယောက်ဖြစ်သည့်အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်၏မျက်နှာပေါ်တွင်မိမိတစ်ခါကတည်ခဲ့သည့် ိမ်ညူကလေးတယောက်ဤတွင်ပြင်ကိုလိုက်လံရှာဖွေနေသည့်ဟန်ဖြင့်သူအားမကြမကြာစိုက်ကြည့်နေသည်ကိုတွေ့ရသည်ညံ့ညက်လာသည်နှင့်အမျှဇူလီသည်သူပြောသောအကြောင်းအရာများထက်သူ့အတန်ကိုအာယုံဆိုက်၍နားထောင်နေသည်ကိုလည်းတွေ့လာရ၏မဟာဒေဝီပုံဆောင်ပြက်ကလေးပေါ်တွင်သူကြားခဲ့သည့်ဟိမ်ညူတငယ်လေးဤအတန်ဟုတ်မဟုတ်ခွဲခြားနေဟန်တူသည်သူညညကမိမိဘာတွေပြောခဲ့သည်ကိုအက်ရှ်ကောင်းကောင်းမမှတ်မီပြောလိုက်ရသည့်စကားတွေကလည်းအစုံဇူလီက သူညင့်တခိုက်လောက်တွင်ထိုင်နေသည့်အတွက်အနာမငိမ့်နိုင်။ဇူလီသည်ငယ်စဉ်ကတည်းကအလွန်အင်ကြီးကြီးသဖြင့်သူ့အသက်ထက်အငယ်ငယ်ရင်နေသည်။ယခုလည်းထို့အတူပဲသူ့ကိုကြည့်လိုက်ရုံများဖြင့်ဇူလီသည်ကျင်းမြောင်းသည့်ဘဝကလေးတည်းတွင်အလုံးနှစ်လက်မပြတ်အောင်တကုတ်ကုတ်ဖြစ်နေပြီးကိုယ့်အရေးကိုယ်ခံစားချက်ကိုဦးစားမပေးနိုင်ပဲသူများအတွက်တောင်းဝန်ယူနေရသည့်မိမပြိုတယောက်မှန်သိသာနိုင်သည်။ကိုယ့်အလှကိုတကြည်မပြူနိုင်။ညီမငယ်ရှူရှီလာအားအထင်းတော်တယောက်သဖွယ်အမေတယောက်သဖွယ်ထိန်းနေရသည်။ ဇူလီဤအလှကိုသူကိုယ်တိုင်လည်းတတိမပြုအခြားသူများကလည်းဂယုမပြုမိကြောင်းအက်စထရီးယားသည့်အခါတွင်ဘာမျှအံ့ဩခြင်းမဖြစ်တော့ဇူလီဤအလှကအိန္ဒိယတိုင်းသားတို့ကြိုက်သောအလှမျိုးမဟုတ်တို့ရရင်ရှူရှီလာကသူ့အပေါ်ဒီလောက်နှွဲဆိုးဆိုးကျင်တိုင်းဆိုးသည်ကိုဇူလီခွန့်လွတ်နေသည့်အတွက်မူအက်မကျင်နဲ့အကြောင်းရင်းကိုလည်းရှာမရရှူရှီလာကိုကြောက်ရသောကြောင့်တော့ဤတို့မူမဟုတ်တန်ရညီတို့ဖြစ်စေရှူရှီလာက ပထမနေရာသို့ရောက်နေပြီး ဇူလီကဒုတိယနေရာသို့ရောက်နေခြင်းကိုမူသူမကျဉ်းချမ်းနိုင်။ရှူရှီလာကအလိုလိုက်ခံခဲ့ရသူပြီးပြီးဆိုသွမ်းသည်။စိတ်ကောက်တတ်သည်။တစိတ်ရှိနေစူပူငူရွတ်တတ်သည်။တို့ရရင်တစ်ဖက်ကကြည့်နေဇူလီသည် ရှူရှီလာကိုအလိုလိုက်ခြင်းမှာကြောက်ရွံ့ဟုတ်ခံမတူဟုစိတ်ဖြည်၏။တန်းနေသည့်ဇူလီ၏မျက်ခုံးများကစိတ်သက်ကြန့်ခိုင်ခြင်းကိုဖော်ပြနေသည်။ယဉ်ညက်ခဲ့စဉ်ကအဖြစ်အပျက်ကိုကြည့်နေဇူလီသည်တတ်တည်ကောင်းသလောက်ဖြတ်ထိုးညံကောင်းသည်ကိုတွေ့ရသည်။ SD ညလုံးများကိုဇူလီထမမခွာနိုင်လွှဲရန်လဲစူးစားခြင်းမပြုတော့ဇူလီဤမျက်နှာကလေးကိုတစိမ့်စိမ့်ကြည့်နေရသည်ကကြည်မောเสียရထိုစဉ်ဂျိုဒီကသူ့အင်ကြီးလက်ကိုဆွဲ၍အဘယ်ကြောင့်ဇူလီကိုဒီမျှကြကြစိုက်ကြည့်နေရသည်နည်းဟုခတ်တိုးတိုးမေးသည့်အခါတွင်မှ HD ကိုအဖြစ်ကိုပြန်၍တတိထားမိတော့သည်ကာကာကြီးခွင့်ပြုထားသည့်အချိန်သည်ပျော့ပျော့ရွှင်ရွှင်ဖြင့်ကုန်ဆုံးသွားခဲ့သည်ညီတိုင်းတဲစခန်းရွက်ဖြင့်ကျဲတဲ့ရှိရွက်ဖြင့်ကတင်ပေါ်တွင်လှဲလျောင်းကား အယိုးပြန်ပြန်ထနေသည့်ကုတ်ကူပင်များကို ကြည့်နေရသည့်နှင်းစားနေယခုလိုအလဲသွားနေရသည်ကပျော်စရာ ash ပြန်ကနေသည့်အခါ၌ရှူရှီလာကစက်သခင်လေးမျက်ပြန်လာခဲ့အောင်နော်ဟုလှမ်းပြောလိုက်၏သူ့အတန်ကမှားချားတန်ထက်အမိန်ပေးတန်ပေါင်နေသည်ကာကာကြီးကလည်းထက်မှန်ဖိတ်ကြားနေသည့်အခါတွင် ash သည်အံ့အားသင်နေသည်တို့ရရင်ကာကာကြီးက ash ကိုဖိတ်ကြားခြင်းမှာသူ့အကြောင်းနဲ့သူသူ့တူမတော့အငယ်ဆုံးဖြစ်သည့် ရှူရှီလာနဘူနဇာလုတ်ဒီကိုကာကာကြီးညင်းဝေးလာပြီနိုင်ငံသားသားတက်ရောက်တွေ့နေရသည့်အတွက် အသည့်အစမ်းဖြစ်နေခြင်းကိုရော်လေးဂျူဒီကိုဆက်သခင်လေး H ကကဲတင်ခဲ့ခြင်း HE အသက်ဘေးမှတီတီကလေးလွတ်ခဲ့ခြင်းစသည်တို့ကြောင့်ခက်စောစောကသူတို့စခန်းတွင်အပြောင်းအလဲတွေတွေ့ခဲ့သည်တို့ရရင်ကြာလာသည့်အခါတွင် ထိုအရာများသည်လည်းရိုးဤသွားကြပြန်နေပြီထိုသည်နှင့်သူ့တူမတော်များသည်ထိတ်လန့်စရာကြောက်စရာတွေကိုတွေးကထိတ်လန့်နေကြပြန်ပြီ။ ဘာကြီးတော်ကာကာကြီးသည်သူတို့တို့တွေအားအကြောက်ပြေရန်ချော့မော့နှစ်သိမ့်နေရသည်ကိုလည်းညင်ငွေလှပြီးဒူမတော်ဇူလီမာမူအလုံးနှစ်လက်ပြတ်သည်ဟူ၍မရှိသူတွင်လှုပ်ဆရာတွေတပုံတပင်အစီကံများကိုစီမံခန့်ခွဲနေရသည်အထင်းတော်များကိုနေရာချရသည်ရန်ဖြစ်သည့်ကိစ္စများကို ဖြေရှင်းရသည် အချက်အပြုတ်ကိစ္စများကိုစီစဉ်ကြီးကြပ်ရသည်တို့ရရင် ရှူရှီလာမှာထို့သို့မဟုတ်စကန်းချနေရသည်ကိုညင်းငွေလာခဲ့လေပြီး စခန်းပြောင်းနေတော့ဆိုရင်တညစ်တညစ်အသည်အစမ်းတွေးလိမ်လို့ဖြင့်ပြောနိုင်သေးသည်သူကြောက်လန့်သောအနာဂတ်နှင့်ညီလာသည့်တိုင်ထို့သို့ရွေရှားနေသည်ဆိုရင်ဖြေသာသေးသည်ယခု HE တန်ရာကြောင့်သူတို့စခန်းကြီးသည်ရပ်ပေါင်းများစွာနားနေရလိမ့်မည်ညတွင်ချစ်ချစ်တပူသလောက်ညတွင်စိတ်အေးညီသည့်ရွက်ဖြင့်တဲကြီးတဲ့တွင်အောင်းနေရခြင်းကိုချူရှီလာသီးမခံနိုင်အောင်ဖြစ်လာခဲ့ပြီဇူလီသည်မြမတော်လေးအပြင်းပြင်းအတက်နိုင်ဆုံးကြိုးစား၏ ကျွေးပစ်ခြင်းစသည့်ကစားနည်းများသည်လည်းယူလာခဲ့သေးပြီဂီတတန်ကိုကြားရနှင့်ခေါင်းကိုက်သည်ဟုရှူရှီလာပြော၏လက်မထက်ချင်သေးဟုဆိုကာငို၏ကာကာကြီးဤမည်သူနှင့်ညမတော်သည့်ဦးမီတယောက်မိတွင်းတွင်သေဆုံးသွားသည်ကိုတွေ့ကမိမိလည်းလက်မထက်ချင်ခလေးမမွေးခြင်းသူများညီမည်တွင်သွားရည်မသေးခြင်းစသဖြင့်ငိုယိုခြင်းပြု၏ကာကာကြီးသည်သူညီတော်မဟာယာဇာကဲ့သို့ပင်အေးဆေးစွာနေတတ်သူတယောက်ဖြစ်၏တို့ရရင်တူမတော်လေးဤမျက်ရည်များ ကြောက်လန့်စိုးရိမ်မှုများပူဇော်သံများကိုကြားရသည့်အခါတွင်မူသူလဲစိတ်ညစ်လာကရေညစ်သူညီရကောက်ရိုးပင်ကိုလှမ်းဆွဲသည်နှင့်တွေ့ရာကိုအာကိုရတော်သည်။တာမန်အားဖြင့်ဆိုရင်ကာကာကြီးသည်မိမိ၏ကျူမတော်များအားဤသို့သစိမ့်နိုင်ငံသားယောက်ျားပြိုတယောက်နှင့်ရင်းရင်းညီညီပြောဆိုနေထိုင်ခွင့်ပေးလိမ့်မည်မဟုတ်။တို့ရရင်ယခုအခြေအနေကမူထူးခြားသည့်အခြေအနေသူတို့ရောက်နေသည့်တောကြီးတောင်ကြီးရဲတွင်ဟော်နန်းစည်းကမ်းများကို လိုက်နာမနေနိုင်။ထို့ပြင် သူတို့နဲ့လာရောက်စကားပြောဆိုနေသူမှလည်းအခြားသူမဟုတ်သူတို့အသက်ကိုကယ်ခဲ့ဘူးသူသူပြောသည့်ပြီးလက်အကြောင်းနိုင်ငံသားသားများဤအညီအထိုင်အကြောင်းစသည်တို့ကလည်းဘာမှအညီရမရှိအညီရမရှိရုံအပြင်အပြင်းပြေသေးသည်ရေရမောရသေးသည်ထို့ပြင် သူနှင့်စကားပြောရသည်ဆိုသည့်တိုင်သူတို့ကြီးရှိသည်မဟုတ်အနားတွင်လူတွေအ ਨੇ စုံဒါဇင်ဝါလောက်တော့ရှိသမည်ထို့မြမကသည်အက်ရှ်မှာကလထိုင်မှပင်ထနိုင်သည့်အခြေအနေမရှိသေးသဖြင့် ဘာမျှစိုးရိမ်ပွဲရမမြင်ထို့ကြောင့်ကာကာကြီးကဖိတ်သဖြင့် SD ညီတိုင်းလူလူရောက်နေတော့သည် S Jody ကာကာကြီးတခါတရံတွင် Maladio Rhine နှင့် Murat Murat မှာတာဝန်အရထိုတဲတဲ့သို့ဝင်ခွင့်ရခြင်းဖြစ်သည်တို့သည် ရာဇကုမာရီများအချွေအယံများနှင့်စကားထိုင်ပြောကြသည်စကြလုံးကြီးခရွေကွန်ကြီးလောင်နန်းကစားကြသည်တို့ဖြင့်ရှူရှီလာမှာခါတိုင်းလူငုံငိုရဲရဲမဟုတ်တော့ဘဲစိတ်ပြေလက်ပြောက်ဖြစ်နေသည်ဂျိုဒီကဲ့သို့ပင် ီလက်အကြောင်းပြောပြသည့်အခါတွင်တခစ်ခစ်ဖြစ်နေကြသည်ဥပမာအားဖြင့်မိမနှင့်ယောက်ျားနှစ်ယောက်တွဲ၍ကာသည်ကာပွဲများအကြောင်းတတော်ပဲဟင်းချိုရေးလိုဝါချင်းချင်းနှင်းမောင်ကြီးရဲ့တွင်လန်ဒန်မြို့သူမြို့သားတွေမမြင်မဆန်းသွားလာကြရသည့်အကြောင်းရိုက်တန်ကန်းချေတွင်ပင်လယ်ရေပြင်ထွက်နေပူစာလှုံကြသည့်အကြောင်းအင်္ဂရိစီအမျိုးသမီးတို့ဝစ်စားပုံအကြောင်းကြက်တဲလှသည့်ခုံမြင့်ဖက်နှက်များနှင့်ကြက်တဲလှသည့်ဗိုလ်လီအင်ကြီးများအကြောင်းတမဏိတော့ ဝီလာ၅ရို့တောက်တို့ဖြင့်ခံစားသည့်ကော့ဆက်အင်ကြီးများအကြောင်းခေါင်းပေါ်တွင်ညံချိုးခွေနှင့်သွမိုးတို့ဖြင့်ရက်ထားသည့်ခေါင်းစုပ်ကိုစောင်းပြီးထိုအပေါ်မှနေ၍သပင်အတုတက်သည့်အကြောင်းထိုသပင်တုပေါ်ကမှအုတ်ထုတ်ဆောင်သည့်အကြောင်းထိုအပေါ်တွင်ပန်းမွေညို့ငှက်တောင်လို့စိုက်သည့်အကြောင်းတခါတရံတွင်ဆိုရင်အဝတ်သွင်း၍လှုပ်ထားသည့်ငှက်ယုံလေးများကိုပင်စိုက်တက်သည့်အကြောင်းထိုအကြောင်းများကိုကြားသည့်အခါတွင်ကိုရော်လေးဂျိုတီနှင့်ရှူရှီလာတို့သည်သဘောကျကတခိခိရည်ညစ်တတ်ကြ၏ ူတို့အထက်တွင်စကားနည်းသူဆို၍ဇူလီတယောက်သာရှိ၏တခါတရံမှသာသဘောကျ၍ရဲတတ်သည် SD သူပြိတ္တအားလုံးကိုပြောဆိုနေရသည်ဟုထင်ရသည့်တိုင် သူတကယ်ရည်ရွယ်ပြောနေသူမှာဇူလီဖြစ်၏သူတကယ်စိတ်ချမ်းသာအောင်လုပ်နေသူမှာဇူလီဖြစ်၏ဒီလက်အကြောင်းကိုသူတကယ်သိစေခြင်းသူမှာဇူလီဖြစ်၏ဤသို့အားဖြင့် SD ဂူကုတ်ပညာမှသူထွက်ပြေး၍ဘီလက်တို့ရောက်သည့်အခါတွင်ညီတို့နေထိုင်ခဲ့ကြောင်းကိုဇူလီသိအောင်တွေ့ဝိုက်ပြောခြင်းဖြစ်သည် သူတို့နှစ်ယောက်အတိတ်ကိုပြန်ရောက်နေသည်ညင်မချာသူပြောသည့်စကားများသည်အခြားသူများအတွက်အတိတ်ပဲတစ်မျိုးဆောင်သည့်တိုင်ဇူလီအတွက်သဘောတစ်မျိုးထွန်နေသည်ဇူလီသည်အကင်းပါသူပြီးပြီးဆိုလိုသည့်သဘောကိုရိမ့်မိတန်ကောင်း၏ဤသည်ကိုဇူလီကလည်းတစ်ခါတည်းရန်တွင် အပြုံးဖြင့်၎င်းခေါင်းအငဲ့အဆောင်ဖြင့်၎င်းပြတတ်သည်သူတို့နှစ်ယောက်တွင် အတိတ်ကိုပြန်ရောက်နေသည်ညင်မချာဟိုစင်ကသူတို့နှစ်ယောက်သည်လာလာချင်းညင့်သူ့အချွေရန်တွင်ရှိရင် ူတို့နှစ်ယောက်တည်းသာနားလည်သည့်စကားများကိုပြောနိုင်ခဲ့ကြသည်ယခုလဲသူတို့နှစ်ယောက်သည်ဂျိုဒီရှူရှီလာနှင့်ကာကာဂျီတို့ရှိတွင်သူတို့နှစ်ယောက်တည်းသာနားလည်သောစကားများကိုအချက်ပြ၍ပြောနိုင်ကြပြီဟိုစဉ်သူတို့နှစ်ယောက်ကစားခဲ့တော့ကဇူလီသည်တငယ်မကလေးကလေးမကလေးသူတို့နှစ်ယောက်သည် လာလာဂျီဤရှိတွင်ပင်သူတို့နှစ်ယောက်ဘယ်နေရာမှာတွေ့ဆုံကြမည်ဘယ်အချိန်လာရမည်ဆိုသည်ကိုလက်ပြခြေပြလုပ်ပြခြင်းချောင်းဆိုးပြခြင်းပန်းအိုးကိုရွှေ့ပြခြင်း ဖင်ထိုင်ဖုံကိုရွှေ့ပြခြင်းစသည့်အချက်ပြနည်းများဖြင့်ပြောဆိုခဲ့ကြသည်မဟာဒေဝီပုံဆောင်ပြက်ကလေးကိုလာလာကြီး၏ဥယျာဉ်ထဲမှဒေါင်ကလေးညံမဲဖြစ်သောဇင်မာရက်ညာစင်းဟုအမည်ပေးခဲ့သည်ကို ash အမှတ်ရနေသည်ထို့ဖြင့်သူတို့သည်လူမသိအောင်ပြောလိုလျင်မဟာဒေဝီပုံဆောင်ပြက်ကလေးကိုဇင်မာရက်ညာစင်းဟုပြောလေရှိကြသည် he အမေတီရာ၏အခန်းကိုခေါ်သည့်အမည်ဝတ်တစ်ခုရှိသည်ဤတို့ရရင်အမည်ကိုကောင်းကောင်းမမှတ်မီတော့ အချက်ပြသင်္ကေတကိုလည်းကောင်းကောင်းမမှတ်မီတော့အကြီးကအချက်ကြီးများကိုမှတ်မိသည့်တိုင်အသေးစိတ်များသည်ညစ်ပရိတ်စေတာသည်ဟူသော အပြက်အစည်းပုံကြီးထဲတွင်ပျောက်ွယ်နစ်မြုပ်သွားခဲ့ကြပြီစဉ်းစားတော့လည်းမပေါ်တော့တို့ရရင်တညနိုင်မူအိတ်မပြောနိုင်သည်ညင်တောင်စင်းစားမြောက်စင်းစားလုံနေစဉ်ထိုစကားလုံးသည်ခေါင်းထဲတွင် လက်ခနဲပေါ်လာသည် ထိုစကားလုံးကဟန်ညူမန်ဟုတ်သည်ဟန်ညူမန်လင်္ကာဒီပကျွန်းတို့ရောက်အောင် ကိုကိုတရားခင်းပေးခဲ့သည့်ဟန်ညူမန်မြောင်မင်း ရာမမင်းသည်ဟနုမန်၏အမိကိုတွေ့၍လင်္ကာဒီပသို့ကူးသွားကာချစ်သူတီရာကိုတသဂီရီလက်မှကယ်တင်ခဲ့သည်မဟုတ်လားဇူလီသည်ထိုစကားဝတ်ကိုမှတ်မှမှတ်မိပါအောင်မည်လို့မသိထိုစဉ်ကဇူလီသည်ငယ်သေးသည်တို့ရရင်လူတွေရှိတွင်ထိုစကားကိုပြောကြည့်သည့်အခါတွင်ဇူလီမမေ့သေးကြောင်းကိုအက်စတီပြူမိလိုက်သည်တို့ဖြစ်နေမိမိသည်ထိုစကားဝတ်ကိုအသုံးပြုကာဇူလီနှင့်တွေ့ဆုံရလိမ့်မည်လို့ထို့ကြောင့် နောက်တနေ့ညနေတွေ့ကြသည့်အခါတွင် SD ထိုစကားလုံးကိုသုံး၍ချိန်လိုက်သည်ဇူလီကမြေသူမျှတုံ့ပြန်ခြင်းမပြုနားလေသည့်လက္ခဏာကိုလည်းမပြဇူလီသည်သူ့ကိုငေးဆိုင်ကြည့်နေသည့်အချိန်မြေသူမျှပြန်မပြေ SD စိတ်ပြက်ပြက်ဖြင့်မိမိရွက်ပြင်ကျဲသို့ပြန်လာခဲ့သည် မာဒွန်းညင်ဂူဘတ်တို့ကိုလည်းစူပူမမဲသည် ထိုနေ့ညကသူနာပြုဂီတာရောက်လာပြီးသူရွက်ပြင်ကျဲကြကားကိုအသာအယာလာရောက်ကုတ်ချစ်သည့်အခါတွင်လည်းမိမိသည်နေထိုင်ကောင်းမီဖြစ်ကြောင်း မိသူမျှလာရောက်ပြုစုဖို့မလိုတော့ကြောင်းဖြင့်အော်ငေါက်ပြလိုက်သည်။သူသွားနိုင်လာနိုင်ကြောင်းတတ်သေးပြသည့်အညီဖြင့်တဲအလဲကောင်တွင်ထွန်ထားသောမီးအိမ်ကိုမှုတ်ပြလိုက်၏။မီးကိုငိမ့်လိုက်သည်ဆိုရင်ဂီတာလဲလာရဲတော်မီမဟုတ်။နောက်ထပ်လဲညပုနစာလုပ်တော်မီမဟုတ်။တို့ရရင်ထိုးညင်းညာကရွက်ပြင်တကားသည်ပွင့်လာက ကြေယောင်တို့ကိုရိတ်ခနဲမြင်လိုက်ပြီးနောက်သူတဲတဲ့သူ့ခေါင်းမိချုံကအမျိုးသမီးတယောက်ဝင်လာသည်ကိုမြင်လိုက်ရသည်။သူနာပြုတ်ဂီတာလာခြင်းဖြစ်မည်။ SD ခေါင်းအုံးကိုတထောင်ဖြစ်မိ၍ထောက်လိုက်ပြီးနောက်ယင်းညအဖို့လာဖို့မလိုတော့ကြောင်းမိမိဘာသာတယောက်တည်းအေးအေးဆေးဆေးညီလိုကြောင်းဖြင့်ခက်ဆက်ဆက်ကလေးပြောလိုက်သည်ယင်းညလာခဲ့ရမယ်ဆို HE နှလုံးသည်လေဘင်းထဲသို့ရောက်အောင် ခုန်တက်လာသည် ဟုထင်လိုက်ရ၏အသက်ကိုလည်းမရှူနိုင်စကားလည်းမပြောနိုင် HD အိယာဘောက်သို့ပြန်လှဲလိုက်ရင်ဟမ်ဇူလီလာ ရေတန်တက်တဲ့ကိုကြားလိုက်ရ၏သူရေတန်သည်ကြားနေကြရေတန် SE အကောင်ပကတိကြံနေသည့်လက်တစ်ဖက်သည်ဇူလီဤစာရီကိုဆွဲဆုပ်ထားလိုက်မိ၏ဇူလီသည်ရုတ်တရက်ပေါ်လာသလိုရုတ်တရက်ပြောက်သွားမည်ကိုစိုးရိမ်သည်နှင့်ဘာလဲဇူလီမလာတော့ဘူးလို့အကိုထင်လို့လားအကိုပဲဟန်နုမအကြောင်းကိုပြောခဲ့တယ်လေမိသွားပြီလားအကိုအခန်းရှိက တနင်းမြန်မာဇူလီတို့တွေ့ချင်းရင်ဒီစကားကိုသုံးခဲ့ကြတယ်လေအကိုအခန်းရှိက တနင်းမြန်မဟုတ်ပါဘူးကွယ်အမေတီးယားရဲ့အခန်းရှိကပါအမေအခန်းဟာလဲအကိုအခန်းပဲမဟုတ်ဘူးလားလို့အခုအမေတီးတာမရှိတော့ အကုတ်တယောက်ထဲရဲ့နေရာ ဖြစ်နေပြီပေါ့အကုတ်ရွက်ပြင်တဲ့ပေါ့မဟုတ်ဘူးလားယဟုတ်ပါတယ်ညီစမ်းမအောင်ဇူလီအဲ့ဒီတုန်းကဇူလီကငငယ်လေးပဲရှိသေးတယ်ခုထီကြီးစကားဘက်ကိုမမေ့ဘူးပေါ့မခက်ပါဘူးအကိုရဲ့အကိုတို့သားမီးနှစ်ယောက်မရှိတဲ့နောက်မှာဇူလီအဖို့ဒါရီကိုတတတာဖြစ်ပြီးကျွေးနေပြီးတော့အလိုလိုမှတ်မိနေတာပေါ့သူပြောလိုက်သေးကရှင်းရှင်းကလေးတို့ရရင် သူ့စကားကိုကြားလိုက်သည့်အခါ၌မိမိတို့မရှိသည့်နောက်တွင်ဇူလီတယောက်ညီမအထီးကျန်ဖြစ်ရှာနေမည်နီး ဤဒီကိုယခုမှသူတွေးမိသည် SD ရုတ်တရက်စကားမပြောရင်အမောင်ထဲမှာမို့ဇူလီသည်သူ့မျက်နှာကိုမမြင်ရတို့ရရင်သူ့အတွေးကိုခန်းစားမိပုံရ၏ဇူလီအတွက်ဒီလောက်စိတ်မကောင်းမဖြစ်ပါနဲ့အကိုရဲ့ဇူလီညစ်တတ်ပါပြီဇူလီသည်အထီးကျန်နေရသောအကျင့်ကိုရဟန်တူနေနေပြီတို့ရရင် Ash မနေတဲ့စိတ်မကောင်းအမေရောကံဘဝတွင်သူပြန်လာလို့ဖြင့်စောင့်မျှော်နေခဲ့ရမည်ဇူလီကိုသနာသွားသည်သူပြန်မလာတော့ဟုမျှော်လင့်ချက်ကို ဘယ်အချိန်ကမှဆွန့်လွတ်လိုက်ခဲ့လေသည်မသိအကိုလဲဇူလီကိုတတိယလဲနော်အက်မပြေနိုင်စင်စစ်သူသည်ဇူလီကိုမေ့နေပြီသူတို့စကားဝတ်တွေကိုတတိယဖို့ထားအောင်ဇူလီကိုပင်ကောင်းကောင်းတတိမရတော့ဘီဂျူရန်ကိုမြင်လိုက်သည့်အခါတွင်မှဇူလီကိုတတိယလာခြင်းဖြစ်သည်အက်ဒီလေချောင်းရှင်းလိုက်ပြီးနောက်ရပါတယ်ဒါပေမဲ့ဇူလီကဒီစကားဝတ်တွေကိုတတိယလိုက်မယ်လို့တော့သိမချင်တော့ဘူးတကယ်ကတော့ဇူလီဒီကိုမလာသင့်ဘူးထင်တယ်အန်ရဲ့ကြီးလွန်လှိုင် S သည်သူ့တကူကောင်းဆံမှုအတွက်စိတ်မကောင်းဖြစ်ကာနောင်တရနေသည်။ဒါဖြင့်ဘာဖြစ်လို့အကိုကခေါ်သေးသလဲ။အကိုကတော့ဇူလီအမတ်မရတော့ဘူးထင်လို့ပြောလိုက်တာပါ။မှတ်မိရင်လည်းလာလိုက်မယ်လို့မထင်ဘူး။လာနိုင်လိမ့်မယ်လို့လည်းမထင်ဘူး။ဇူလီကလာပါတယ်အကိုရဲ့အဖွားကြီးဂီတာရဲ့ခေါင်းမိကြုံကငါသူ့ကိုလိုက်ခဲ့ပါရစေလို့ပူဇော်တာပေါ့။ဇူလီကသူ့ကိုဆောင်မခဲ့ဘူးတော့ဇူလီအတွက်ဆိုရင်သူလုပ်ပေးပါတယ်။အရင်တစ်ခေါက်တုန်းကလည်းဒီကိုလာဘူးပြီပဲ။ ဘာအဲ့ဒီတုန်းကစူးလီလားအကိုမြင့်မော်ကကြတဲ့ညညကလာတာလေအကိုစိတ်ထဲမှာတော့အထင်လိုက်တာဒါပေမဲ့မူရက်ကပြောတော့ဂီတာလို့ပြောတာ ਨੇ သူပဲသိမလဲအကိုရဲ့အဲ့ဒီတုန်းကစူးလီဘာလို့လာတယ်ထင်တယ်လေအကိုကစူးလီစိတ်ဆိုးနေရဲ့သိလားအကိုကအင်္ဂရိစီဆက်တီလို့မေ့တတ်နိုင်လွန်းလို့အကိုကတော့မေ့မှာပေါ့လေစူးလီကသာဟုတ်ပါတယ်ဇူလီရဲ့အကိုတောင်းပန်ပါတယ်ဇူလီဟာအကိုကိုစကားမပြောချင်လောက်အောင်စိတ်ဆိုးသွားတယ်မဟုတ်လားဟုတ်တယ် အကိုသာမြင်းမော်ကကြပြီးတရားမရခဲ့ရင်အကိုကိုဇူလီစကားပြောမိခြင်းမှပြောမိရောမှာအဲ့ဒီတုန်းကတော့အကိုအသက်မှာရှင်မအောင်မလားလို့စိုးရိမ်နာနေဂီတာကိုပြော့ပြီးအတင်းလိုက်လာခဲ့တာဒီတစ်ခါနဲ့မဟုတ်ပါဘူးလေဇူလီသူညက်လိုက်လာတာသုံးလေးကားပဲဒါပေမဲ့နောက်အကြိမ်တွေကတော့တဲတဲ့ကိုမဝင်တော့ဘူးသူအလုတ်လုံနေတော့ဇူလီကအပြင်ကထိုင်းဆောင်နေတာဘာဖြစ်လို့ထိုင်းဆောင်နေရတာလဲဇူလီဟမ်ဘာဖြစ်လို့မဝင်တာလဲအက်ကစိုးရိမ်တကြီးဖြင့် ဇူလီဤစာရိစာကိုဆွဲဆုပ်ရင်းမေးလိုက်သည်ဇူလီက ဖြေးလေးစွာဖြင့်အကိုအတန်ကိုနားထောင်ကြည့်ခြင်းလို့အကိုဟာအကိုပြောသလိုဟုတ်ရလားဆိုတာသိကြအောင် အကိုအတန်ကိုနားထောင်ကြည့်ခြင်းနဲ့လိုက်လာတာအလျှော့ဟုတ်သလားမဟုတ်ဘူးလားလို့သိကြအောင်ပေါ့ဟုတ်တယ်ဇူလီရဲ့အကိုအလျှော့မှန်းသိကြအောင်ဇူလီရဲ့တဦးတည်းသောအကိုမှန်းသိကြအောင်လို့ဇူလီရဲ့ဇူလီရဲ့တဦးတုံစင်အကိုလေအကိုမှတ်မိရင်မဟုတ်လား ဇူလီမာမောင်နှမသားချင်းဆိုလို့တယောက်မှမရှိဘူးဆိုတာလေတကယ်တော့အလျှော့ဟာဇူလီရဲ့အကိုအရင်းတွေထက်တောင်ပိုပါတယ်ကိုလာလာဂျီတို့ညန်ကျူးတို့ဂျိုဒီတို့ထက်ပိုပါတယ်သူတို့ဟာဇူလီရဲ့အကိုတွေမောင်နှင်းနဲ့မတူဘူးအလျှော့ကသာဇူလီရဲ့အကိုအရင်အက်ကစိတ်ပြက်လက်ပြက်ဖြင့်တကယ်ပဲလားဇူလီရဲ့နေပါအောင်အကိုဟာအလျှော့အစ်စ်ပဲဆိုတာကိုကယုံပြီနော်ယုံလို့လာတာပေါ့အကိုရဲ့မယုံရင်ဒီလိုရောက်လာပါမလား အက်ကရှေ့နားသို့တိုးလာရင် သူ့စာရီစာကိုဆွဲယူလျက်ဇူလီရဲ့ခေါင်းမှခြုံထားတဲ့ခေါင်းမိကြုံကြီးကိုဖယ်လိုက်စမ်းပါကွယ်ပြီးတော့မိထွန်းလိုက်စမ်းပါဇူလီရဲ့မျက်နှာကိုအကိုတော်ဝကြီးကြည့်ကြလို့ဇူလီကရဲလိုက်ပြီးနောက်ခေါင်းရမ်းလိုက်ရင်မဖြစ်ဘူးလေအကိုရဲ့အဲ့ဒီတော့မှတကယ်ဒုက္ခရောက်မှာတယောက်ယောက်ကတွေ့သွားရင်ခက်ကုန်နေမယ်ခုတိုင်းဆိုတော့ဘယ်သူကမှဇူလီလို့ထင်မှာမဟုတ်ဘူးဂီတာလို့ပဲထင်ကြမှာဂီတာကစကားလိုပါလို့သိပြောတာမဟုတ်တော့ လူတွေမြင်သွားရင်တော့ဇူလီအညီနဲ့စကားမပြောဘဲหนีလိုက်ရုံပဲ။ကဲလွတ်ပါတော့အကိုရဲ့။ဇူလီဒီနားမှာထိုင်မှမယ်။အမောင်ထဲမှာစကားပြောတာကပိုကောင်းပါလေ။ခုလိုတယောက်မျက်နှာကိုတယောက်မမြင်ရတော့ဟိုရုံးကအလျှော်နေဟိုရုံးကဇူလီလို့လဲအောက်မေ့လို့ရတာပေါ့။မျက်နှာကိုမြင်ကြရင် အကိုကအင်္ဂရိစီစစ်ဖို့ဇူလီကရာဇကုံမာရီဇူလီမကြခင်လက်ထက်ရတော့မယ်။ဇူလီကစကားဆုံးအောင်မပြောဘဲရက်လိုက်။ကော်စောပေါ်သို့ဆင်းလိုက်ခါ အိတ်စင်မေးတွင်တုံ့ကြုံကလေးထိုင်နေသည်သူ့တရံကခက်ဖြူဖြူတစေတကောင်လိုလိုအဝိရှော်တို့ကြီးတထုပ်လိုရေးရေးမျှသာနောက်တွင် ပြန်စင်းစားသည့်အခါ၌ထိုညကဘာရီပြောခဲ့သည်ကိုအက်ရှ်ကောင်းကောင်းမမှတ်မိတော့စကားတွေပြောခဲ့ကြသည်ဆိုသည့်လောက်ကိုသာမှတ်မိသည်သူပြန်သွားသည့်အခါတွင်မှမေး၍မပြောလိုက်ရသည့်စကားများကိုအက်ရှ်တတိရတော်သည် သူတို့နှစ်ယောက်သည်ထိုညညကဘလောက်ကြာကြာစကားပြောခဲ့ကြသည်ကိုလည်းသူမမှတ်မိတော့လာရောက်သည် ရွက်ပြင်တဲ့တကားကြမှထိုးကြလာကဇူလီဤမျက်လုံးကိုဖုံးထားသည်ဇာမျက်နှဖုံးပေါ်သို့ထိုးကြလာသည်။လာရောင်အောက်တွင်ပိုးစာမျက်နှဖုံးကြမှ တလက်လက်တောက်ပနေသောဇူလီဤမျက်လုံးမှအယောင်ကိုမြင်ရ၏။ခဏအကြာတွင်တဲတကားအလိုက်ထိုးကြနေသောမှန်ကူကွက်ပုံလာရောင်သည်ဇူလီဤခေါင်းပေါ်သို့ရောက်သွား၏။ပုံမြင့်လာသည်နှင့်ထိုလာရောင်ကလေးသည်ပျောက်ွယ်သွားကနောက်ဆုံး၌ကျေရောင်တို့ဖြင့်လင်းလက်နေသောကောင်းငင်တစ်ပိုင်းတစ်စကိုရွက်ပြင်တဲ့တကားမှမြင်ရသည်။ ူတို့နှစ်ယောက်သည် HE အစီအကံတွင်ညိုးမြီဆိုသည့်အတွက်ဇကားကိုကြဲကြဲမပြောကြဂီတာသည်သူ့သခင်မှပြန်ချိန်တန်၍ပြန်မလာသည့်အခါတွင်အရေးစွန်ကတဲတဲသို့ဝင်လာခဲ့သည်သို့မဟုတ်လျင်သူတို့နှစ်ယောက်သည် အချိန်ကုန်သွားသည်ကို မသိလိုက်ကြဘဲအာယုံတက်သည့်အထိဇကားပြောနေမိကြလိမ့်မည်ဂီတာ၏အတန်ကိုကြားလိုက်ရသည့်အခါတွင်မှသူတို့နှစ်ယောက်သည် အတိတ်မှပြန်ညိုးလာခဲ့ကြကသူတို့နှစ်ယောက်အတင်ရဲပုံကိုတည်ရကြတော့သည်ဂီတာသည် သူတို့တဲတဲ့သူ့ ခြေပြားထောက်ရိပ်ဝင်လာခဲ့ခြင်းဖြစ်ရာဂီတာသာမဟုတ်ဘဲကြောက်ရွံ့သားဆိုရင်သူတို့ရှေ့ရေးသည်ပြိုးဝင်စရာပဲမရှိတော့ဇူလီသည်ဆက်ခနဲထိုင်ရမထကရွက်ဖြင့်တကားစီသို့လျှောက်သွား၏သူအရေးကြောင့်တကားဝမမြင်နေရသည်ကျဲပွင့်တို့ပျောက်ွယ်သွားကြသည်လာဂီတာ ကဲအကိုသွားမယ်နော်အိတ်တော့နောက်တစ်ခါလာအောင်မလာရင်ဇူလီအချီအညီအရာပေါ်အကိုရဲ့မလာနိုင်ရင်လဲညညကြရင်ဒါပါတဲ့ထဲမှာတွေ့နေကြရတာပဲဟာ ီလိုတွေ့ရတာကတော့ဘာလို့မလဲကွယ်။စကားကလေးမှလွတ်လွတ်လပ်လပ်မပြောရ။ပြောနိုင်မှာရဲ့အကိုရဲ့ဟိုတော့ကပြောခဲ့တယ်လို့ညာဦးပိုင်းတော့ကပြောခဲ့တယ်လို့တင်ကြီးတည်းပြောမှာပေါ့။ကဲညံ့ညံ့လာပြီအကိုသွားတော့မယ်။ဇူလီခဏ Ash ကအမောင်ထဲတွင်လက်ကိုစန့်တန်းလိုက်၏။သူ့ရရင်ဇူလီသည်ခလန်းလန်းသို့ရောက်သွားပြီ။ခဏကြာနေရွေးပြင်တကားဝတွင် ပြန်ပေါ်လာသောကျယ်ပွင့်သို့ဝင်လက်နေသည့်ကောင်းငင်ကြီးကိုမြင်လိုက်ရ၏။ခြေတံကိုမကြားလိုက်ရသည့်တိုင် ဇူလီပြန်သွားသည်ကိုသူသိလိုက်သည်